မင်္ဂလာပါရှင်။တန်လွင်ထိုင်ရဲ့ match လာ7ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, website, X, TikTok နဲ့တန်လွင်ထိုင် application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဘီလင်းမြို့နယ်မှာယခုရက်ပိုင်းအတွင်းလူငယ်20နီးပါးဖမ်းဆီးခံရတဲ့သတင်းပုတ်ပြင်းမှာမြေမြုံမိုင်းကြောင့်အမျိုးသမီးတို့ခြေထောက်ပြတ်တောက်ခဲ့တဲ့သတင်းတွေနဲ့အတူ ရွေးကောက်ပွဲအကူအညီပေးရေးတရုတ်ကစေကောင်းဆောင်နဲ့လာရောက်ဆွေးနွေးခဲ့တဲ့တဲ့တင်နဲ့စေကောင်းဆောင်မင်းအောင်လိုင် ICC ရဲ့ဖန်ဝရန်ဖန်စီခံရဖို့အလံဝေးနေတယ်လို့သုံးသပ်မှုတွေရှိနေတဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ရုရှားနဲ့ရက်30ကြာအပြစ်ရက်ဖို့ယူကရိန်းအသင်ရှိနေတဲ့သတင်းတောင်တရုတ်ပင်လယ်ရေရမ်းမဆဖို့ပြည်တယ်ကိုတရုတ်တည်ပေးလိုက်တဲ့သတင်းတွေအပြင်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာယခုရက်ပိုင်းတွင်ဒေသခံ20နီးပါးဖမ်းဆီးခံခဲ့ရပြီးအများစုဟာမိသားစုနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေရလို့ဒေသခံတွေကတလင်ထိုင်းမှုပြောပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေဟာမြို့ပေါ်ရပ်ကွက်ထက်ကျေးရွာတွေကလူငယ်တွေအများဆုံးဖြစ်ပြီးလမ်းပေါ်သွားလာရင်ဖမ်းဆီးခံရတာတွေရှိသလိုတချို့တွေကတော့နေအိမ်တွေထိဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ အသက်20နဲ့30ဝန်းကျင်အရွယ်ရှိတဲ့လူငယ်တွေဖြစ်ပြီးအဲ့ဒီထဲမှာအမျိုးသမီး3ဦးလည်းပါဝင်ပါတယ်။ဒေသခံတွေရဲ့တုံ့တက်ချက်အရဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားစုဆောင်းမှုဖမ်းဆီးတာဖြစ်ပြီးအများစုကတော့ဘီလင်းအစီအစအမှတ်ရှိခြေလင်းတရင်မှထိန်းသိမ်းထားတာပါ။တဖက်မှာတော့စစ်ကောင်စီကစစ်မှုထမ်းလိုအပ်ချက်ကြောင့်ဒေတာတွင်ကလူငယ်တွေကိုညာပိုင်းအချိန်ပိတ်ဆို့ဆစ်ဆဲခြင်းဖမ်းဆီးတာအမျိုးသားနှစ်ယောက်ဆိုင်ရဲ့အတူစီးနှင်းမှုတွေကိုလည်းဖမ်းဆီးတာတွေစတိုက်လှုံ့ဆော်နေပါတယ်။ အရင်ကစစ်ကောင်စီကဖမ်းဆီးသွားတဲ့လူငယ်တွေကိုငွေကြေးအစမတန်တောင်းခံပြီးပြန်လွှတ်ပေးတာတွေရှိပေမဲ့ယခုနောက်ပိုင်းမှာတော့တပ်သားလိုအပ်ချက်အရတပ်သားတွေစုဆောင်မှုကိုတော့ပုံမလုံဆောင်လာတယ်လို့ဒေသခံတွေကပြောကြပါဗျ။၎င်းအိစာစင်ရဲ့အစီရင်ခံစာအရမွန်ပြည်နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလတလအတွင်းအရသာပြည်သူ64ဦးဖမ်းဆီးခံခဲ့ရပြီးအများစုဟာစစ်မှုထမ်းအကြောင်းပြချက်နဲ့ဖမ်းဆီးခံရတာတော်လိုင်းရေးတပ်ဖွဲ့တွေကိုထောက်ပို့လုပ်တဲ့ဆွတ်ဆွဲချက်တွေနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်ယူဇနာစီယုံကော်မတီပိုင်းဧက300လောက်ကအနီးမှာစီယုံချံအတွင်းရှိစီယုံချံလောက်သားအမျိုးသမီးတို့ဟာမြေမြမိုင်းနင်းမိပေါက်ကွဲမှုကြောင့်ခြေတော့ပြတ်တောက်သွားတယ်လို့မြေမြင်သတင်းရင်းမြစ်တွေထံကနေသိရပါဗျ။မတ်လ7ရက်နေ့နေ့လယ်12နာရီအချိန်ခန့်မှာစီယုံချံလောက်တာအသက်52နှစ်ရွယ်အမျိုးသမီးကြီးဟာစီယုံချံအတွင်းမှာမြေမြုံမိုင်းနင်းမိပေါက်ကွဲမှုနဲ့အကျုံခဲ့ရတာပါ။ ်မင်းမြမိုင်းနင်းပြီးပောက်ကွဲမှုကြောင့်အဲ့ဒီအမျိုးသမီးဟာဘယ်ဘက်စနောက်ပြတ်ထွက်သွားပြီးလက်ရှိမှာတော့ဗုံပြင်းမြို့နယ်ပြည်သူစေယုံမှာတက်ရောက်စေကူတာမှုခံယူနေရပါတယ်ဒေသခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တွေရဲ့ပြောပြချက်အရအမျိုးသမီးချင်းမြေမြောင်းမိုင်းနင်းမိခဲ့တဲ့စီယုံချန်နေရာမှာစစ်ကောင်စီတပ်ကလာရောက်ခင်းမောဝတ်တာတွေရှိနေပြီးဒီမိုင်းဟာစစ်တပ်ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ပြောပါရယ်ပုံပြင်းမျိုးနဲ့အတွင်းရှိစီယုံချန်နေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမကြာခဏဆိုသလိုခင်းမောဝတ်လေရှိပြီးဒေသကာကွယ်ရေးအဖွဲ့တွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါရယ် တနင်္လာရီတိုင်းမှာအာနာသိန်းကာလာအတွင်းမြေမြောင်မိုင်းနဲ့တိုက်ပွဲလက်ကျန်ဆက်လက်နဲ့ပစ္စည်းတွေကြောင့်အရသာပြည်သူတွေမကြာခဏဆိုသလိုထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။ထမှန်ပြီးစစ်ကောင်စီအာနာသိန်းထားတဲ့ရပ်ပေါင်း1500အတွင်းကြားဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့ရပ်ပေါင်း1500အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6399ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28800ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွန်မြောက်လာသူ6989ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့စံဖတ်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီဇန်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ ာရှရေရာအထူးကိုယ်စားလှယ်တင့်ရှိကျွန်းနဲ့စစ်ကောင်းဆောင်တို့တွဲဆောင်ရပွဲမှာစစ်ကောင်စီရဲ့ရှေ့လုံငန်းစဉ်9ရက်နဲ့ရွေးကောက်ပွဲကျင်းပနိုင်ရင်ကြိုတင်ပြင်ဆင်မှုပေါ်တရုတ်ရဲ့ပူးပေါင်းမှုတွေပြုလုပ်သွားမယ့်အခြေအနေတွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။ရွေးကောက်ပွဲကျင်းပမယ့်ချင်းကလာကိုထုတ်ပြောပြီးနောက်တရုတ်နိုင်ငံရေးဝန်ကြီးဌာနအာရှရေရာအထူးကိုယ်စားလှယ်မစ္စတာတင့်ရှိကျွန်းက ပြည်သူ့ဆောင်တဲ့ပူပေါင်းမှုတွေအတွက်မလ17ရက်နေ့မှာစစ်ကောင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှရဲ့ဘယ်လာရစ်ခီးစဉ်အတွင်းအရွေတွေရွေးကောက်ပွဲကိုခုနှစ်ဒီဇင်ဘာဓမ္မမဟုတ်နောက်နှစ်ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ထုတ်ပြောထားတာပါ။မစ္စတာတင်ရှိကျွန်းကစစ်ကောင်းဆောင်နဲ့တွေ့ဆုံရမှာစစ်ကောင်စီကောင်ထယ်ပေါ်နေတဲ့ရှေ့လုပ်ငန်းစဉ်၅ရက်နဲ့ရွေးကောက်ပွဲကျင်းပရေးဂျူတင်ပြင်ဆင်မှုတွေပေါ်တရုတ်နိုင်ငံကပြည်သူ့ဘောဆောင်နဲ့ပူးပေါင်းမှုတွေပြုလုပ်သွားမယ်ခြေနေကိုဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ချင်းဒီတွေပါဝင်မူရစ်စေးပွားတားဆီးကာကွယ်ရေးလုပ်ငန်းတွေလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ဒါအပြင်အွန်လိုင်းလောင်းကစားမှုနဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုတွေပပျောက်ရေးအတွက်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ချင်းဒီတွေပါဝင် နေဆက်ဒေသကုံသွေးအေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခဲ့တာပါမလ10ရက်နေ့ကလည်းစစ်ကောင်စီရဲ့ငငင်းကြီးဝင်ကြီးဦးသန်းစွေနဲ့မစ္စတာတိတ်ရှိချင်းတို့တွေ့ဆုံခဲ့ပြီးညီချင်းရေးနေဆက်တည်ငြိမ်ရေးလူမှုစီးပွားတိုးတက်ရေးစတဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုအရှင်ယုံမြင့်တင်ဖို့ဆွေးနွေးခဲ့ပါသေးတယ်လေလာသူတွေကတော့စစ်ကောင်ဆောင်တဲ့ဖွဲ့ဝင်တွေရဲ့ရုရှားနဲ့ဘယ်လာရစ်ခီးစင်ပြီးတရုတ်အထူးကိုယ်စားလှယ်ကနေပြည်တော်ကိုရောက်ချလာတာဟာတန်တမန်နီးရကဲခတ်ပြီး မြမအကြီးပြစ်ပယ်မထားကြအောင်လာပြောတာလို့သုံးသပ်ကြပါတယ်ရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံကနိုင်ငံတော်ဆင့်ရှိကြည်ခီးဖိတ်ကော်ချေးရစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းနဲ့အဖွဲ့ဝင်တွေဟာမတ်လ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတရောက်ခဲ့ပါတယ်အဲ့ဒီကိစ္စမှာနိုင်ငံရေးစီးပွားရေးကာကွယ်ရေးစတဲ့ကဏ္ဍဆောင်မှာနိုင်ငံဆိုးရွားတွေနဲ့အကျိုးတူပူးပေါင်းတဲ့သဘောတူစာချုပ်တွေရေးထိုးနိုင်ခဲ့ပြီးရွေးကောက်ပွဲကိုလည်းရုရှားနဲ့ဘယ်လာရုစ်ကတောက်ခံပေးမိပြီးအပြင်ကူညီပေးသွားမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတရားနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရဲ့ဖန်ဝရန်နဲ့နိုင်ငံတွင်းမှာပဲဖန်ဆီးခံခဲ့ရပါတယ်။အလုံးကစိတ်ဝင်စားနေကြသလိုဒူတာတေးလိုမျိုးစစ်ကောင်းဆောင်မင်းအောင်လိုင်းဟာဖန်ဝရန်နဲ့ဖန်ဆီးခံရဖို့အလံဝင်နေသေးတယ်လို့သုံးသပ်ပြုနေရှိနေကြပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါတယ်။လူသေးဆုံးမှုများပြခဲ့တဲ့မွေးရေးဆေးဝါးနှင်းနှင်းမှုတွေနဲ့ပတ်သက်လို့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးဟာနိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ဖန်ဝရန်ထုတ်မှုအရမတ်၁၇ရက်နေ့မှာနိုင်ငံတွင်းမှာပဲဖန်ဆီးခြင်းခံခဲ့ရပါတယ်။ ထောင်ကောင်ကနေပြန်လာခြင်းမနီလာမြို့မှာရှိတဲ့နိုင်ငံတကာလေဆိပ်မှာတရားဝင် Power Run မိတူနဲ့ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဒူတာတေးကိုဖမ်းဆီးခဲ့ပြီး ICC ရုံးဆိုင်ရာ Netherlands နိုင်ငံတဟိတ်မြို့ကိုလေရင်နဲ့ပို့ဆောင်ခြင်းခံခဲ့ရတာပါနိုင်ငံတကာရာဆွေးမှုတွေအတွက်တရားစီရင်ရာမှာ ICC ဟာအဓိကကြားတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပြီးအာရှမှာ ICC ကနေ Power Run ထုတ်ခံရသူတွေထဲမှာသမရဟောင်းဒူတာတေးဟာပထမဆုံးဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ် ဒီဖြစ်စဉ်ပေါ်မြန်မာနိုင်ငံကရိုဟင်ဂျာတွေပေါ်ကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုနဲ့စစ်ရာဇဝဲမှုတွေအတွက် ICC မှာဖမ်းဝရမ်းထုတ်ဖို့အမည်တင်သွင်းခံထားရတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒုတိယဖြစ်လာမလားဆိုတာအလုံးကစိတ်ဝင်စားနေကြပါတယ်။နိုင်ငံလေးလာတုံးသက်သူဦးတန်းစွန်နိုင်ကအခြေအနေတွေမတူညီတဲ့အတွက်စစ်ကောင်းဆောင်ဟာဖမ်းလို့မရတဲ့အတိုင်းပြီးလုံခြုံမှုရှိတဲ့အတိုင်းပြီးတွေပဲတွားတာမို့သူ့ကိုဘယ်သူမှဖမ်းခွင့်ပေးရမှာမဟုတ်ဘူးလို့တုံးသက်ပါတယ်။ဘယ်လိုမှသေရောက်မှုမရှိပါဘူး။ဘာကြောင့်လဲလို့ဆိုတော့ ဒူဒာဒီကိုအနာကသူနဲ့ပြိုင်ပဲရာမုစ်အစိုးရကခွင့်ပြုလိုက်တာဖြစ်ပါတယ်။ရာမုစ်အစိုးရကဒူဒာဒီရဲ့လိုရတီကိုကြိုက်ဘူး။အဲဒါကိုနိုင်ငံတကာရာဇဝတ်ခွန်ယုံကအရေးယူဖို့နော်ဖန်ဝရန်ထုတ်ထားတယ်။အဲဒါကိုဒူဒာဒီကို နော်ဖန်ဝင်ပေးလိုက်တာပါ။မင်းအွန်လိုင်းကိုစကားဆိုင်ကဘယ်သူမှဖန်ဝင်ပေးရမှာမဟုတ်ပါဘူး။အဲဒါကြောင့်မင်းအွန်လိုင်းကိုဘယ်သူမှဖန်လို့မရပါဘူး။ဖန်လို့မရတဲ့အတိုင်းပြည် လုံုံမှုရှိတဲ့အတိုင်းပြီပဲမင်းအောင်နိုင်ငံသွားတာဖြစ်ပါလေဒါမှမဟုတ်ဒူတာတိဖန်ခါလို့မင်းအောင်နိုင်ငံဖန်ခါမယ်လို့ထင်ရင်ပါသွားပါလိမ့်မယ်ဒူတာတိဟာ2016ဇူလိုင်ကနေ2019မတ်လအတွင်းသမရတာဝန်ထမ်းဆောင်ချိန်မှာလူထောင်ချီတည်ဆုံးစေခဲ့တဲ့မွေးစေဝါတိုက်ဖြက်နေနေရေးအတွင်းလူသားမျိုးနွယ်ပေါ်ကျွလွန်ခဲ့တဲ့ဒါဇွေဆဆွဲချက်နဲ့ ICC ရဲ့ဖောင်ရန်ထုတ်ခံခဲ့ရတာဖြစ်ပါလိမ့်ဖိလစ်ပိုင်နိုင်ငံဟာနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပေမဲ့ ဒူတာတီးရဲ့သမရတက်တန်းတွင်2019ခုနှစ်မှာတော့ ICC ကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့နှုတ်ထွက်ကာလမတိုင်ခင်အဖွဲ့ဝင်နိုင်ငံဖြစ်တော့ကဖြစ်ရတူအတွက်ဝရမ်းထုတ်တာဖြစ်လို့ ICC ကတရားစီရင်ခွင့်ရှိနေတာလို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ဒူတာတီးအနေနဲ့နိုင်ငံရေးအာဏာထိန်းချုပ်နိုင်စွာမရှိတော့တဲ့အနေအထားမှာတစ်ဖက်ကအာဏာရပြိုင်ဘက်အစိုးရနဲ့လည်းမတင်မြတ်မှုတွေရှိနေတဲ့အတွက်အခုလိုဖမ်းဆီးခံရတာလို့ထောက်ပြကြပါတယ်။တစ်ဖက်မှာစစ်ကောင်ဆောင်ရဲ့အခြေအနေဟာဖောင်ရထုတ်ခံရဖို့ ICC တရားရုံးမှာတောင်းဆိုထားတဲ့အဆင့်သာရှိနေသေးတယ်လို့မြန်မာနိုင်ငံဟာနိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ရဲ့အဖွဲ့ဝင်နိုင်ငံလည်းမဖြစ်ခဲ့ပါဘူးမြန်မာပြည်လိလသုံးသက်သူဒေါက်တာဆိုင်းကြည်စင်ဆိုကမြန်မာနိုင်ငံအနေနဲ့ကြည့်ရင်စစ်ကောင်စီကအဲ့ဒီအခြေအနေတွေနဲ့မတူညီတဲ့အတွက်နိုင်ငံတွင်းမှာတွင်စစ်ကောင်ဆောင်ကိုပြန်ဖမ်းဖို့မလွယ်ဘူးလို့သုံးသပ်ပါတယ်အရင်ဆုံးတော့ကျွန်တော်တို့ ICC ကလို့ဖမ်းဝရမ်းထုတ်ပေးဖို့လိုလိမ့်မယ် ဆိုတော့အခုဖမ်းဝရမ်းမထုတ်တဲ့နေတော့သူ့နိုင်ငံအတွင်းကလည်းသူ့လူသူအဲ့လိုပြန်ဖမ်းမှုတော့တိတ်မလွယ်ဘူးအခုအာဂျင်တီးနားဆွဲဆိုလာတဲ့အတရားကြီးကနေဝရမ်းထုတ်ပေးဖို့အတောင်းဆိုရဲအဲ့ရနေမှကျွန်တော်တို့ ICC ကနေဒီဟာဖမ်းဝရမ်းထုတ်လာမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့တမျိုးဖြစ်မှာပေါ့သူ့ကိုအဲ့လိုလက်မခံတဲ့ဟာဒါမဟုတ်ရင်တခြားဖိအားပေးမှုပုံစံတစ်ခုခုရှိလာတယ်ဆိုရင်တော့ဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့လိုဖြစ်ဖို့ကတော့ကျွန်တော်ထင်တယ်ပူပွေးတော့ဝေးပါသေးတယ် ရင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုအတွက်စေခိုင်းသူနဲ့ကျူးလွန်သူတွေကိုတရားရုံးတင်စစ်ဆေးဖို့ဖန်စီမိတ်ဝရန်တရက်ကိုအာဂျင်တီးနားတရားရုံးကထုတ်ပြန်လိုက်တယ်လို့မြန်မာရင်ဂျာအဖွဲ့ UK ကပြီးခဲ့တဲ့ဖေဖော်ဝါရီမှာသတင်းထုတ်ပြန်ထားတာပါ။ဖန်ဝရန်ထုတ်ခံရသူတွေထဲမှာစေကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်နဲ့ဒုဗိုလ်ချုပ်မှုကြီးစိုးဝင်းပါဝင်မြန်မာစစ်တပ်အရာရှိ23ဦးအပြင်သမရဟောင်းဦးထင်ကျော်နဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ရဲ့နာမည်ပါထည့်သွင်းခံခဲ့ရပါတယ်။ ICC ရဲ့ဆွဲချက်တင်မှုတွေနဲ့ဖန်ဝရန်ထုတ်ခံရသူတွေဟာ နိုင်ငံတကာဥပဒေအရတရားစီရင်ခြင်းခံရနိုင်ပေမဲ့အဲ့ဒီဆွဲချက်တွေကိုလိုက်နာဖို့တက်ဆိုင်ရာနိုင်ငံတွေကသဘောတူညီမှုရှိမရှိဆိုတဲ့အပေါ်မှာလည်းမူတည်နေပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရုရှားနဲ့ရက်30ကြာအပြစ်ရဖို့အသင့်ရှိနေတယ်လို့ယူကရိန်းပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ ဆော်ဒီအာရေဗီယာမှာအမေရိကန်နဲ့ယူကရိန်းဆွေးနွေးပြီးတရက်အကြာအမေရိကန်အဆိုပြုထားတဲ့ရုရှားနဲ့ရက်30ကြာချက်ချင်းအပြစ်ခတ်ရရေးသဘောတူညီမှုကိုလက်ခံဖို့အသင့်ရှိတယ်လို့ယူကရိန်းကပြောကြားလိုက်ပါတယ်။ဒီကမ်းလှမ်းမှုကိုရုရှားစီတင်ပြသွားမယ်လို့အမေရိကန်နိုင်ငံဂျာယေးဝန်ကြီးမာကိုရူဘီယိုကပြောကြားပြီးရုရှားအပေါ်မူတည်နေရလို့ပြောထားပေမဲ့ကရင်မလင်နန်တော်ကမတုံ့ပြန်သေးပါဘူး။ အပြုသဘောဆောင်တဲ့အဆိုပြုချက်ကိုရုရှားလက်ခံလာအောင်စီယုံဖို့ကအမေရိကန်ဘက်မှမူတည်နေပြီလို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကပြောကြားထားတာပါ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇယ်လန်စကီတို့အင်ဖြူရောမှာအချင်းများခဲ့ကြပြီးနောက်မတ်လ17ရက်ကဂျက်တာမြို့မှာတွေ့ဆုံတာဟာနှစ်နိုင်ငံကြားပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။ ဘူးရဲကြီးညာချက်ထဲမှာတော့အမေရိကန်ကယူကရိန်းတို့ထောက်လှမ်းရေးသတင်းပြန်လည်ဝေမျှမှာဖြစ်တယ်လို့လုံခြုံရေးအကူအညီနဲ့ချက်ချင်းပြန်ပေးမှာဖြစ်တယ်လို့ဖော်ပြထားတာပါဒီအဆိုပြုချက်ကိုရုရှားကလက်ခံမယ်လို့မျှော်လင့်ကြောင်းဝန်ကြီးရူဘီယိုကဂျက်တာမျိုးမှာမတ်လ17ရက်နေ့ညနေပိုင်းမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်ပြောကြားခဲ့တာပါရုရှားနဲ့ယူကရိန်းကြားချက်ချင်းအပြည့်ရက်ပြီးညှိနှိုင်းမှုတွေလှုံ့ဆော်မှုအမေရိကန်ကအကြိုးပမ်းနေတာဖြစ်ပါတယ်။ အခုချိန်မှာတော့ရုရှားအနေနဲ့စစ်ပွဲကိုရက်စီလိုတဲ့ဆန္ဒရှိသလားဒါမှမဟုတ်စစ်ဆက်တိုက်လိုသလားဆိုတာကိုပြသရတော့မှာဖြစ်တယ်လို့သမ္မတဇလန်စကီကပြောပါတယ်ဒီအဆိုပြုချက်နဲ့ပတ်သက်လို့ရုရှားကလူသိရှင်ကြားမတုတ်ပြန်သေးပေမဲ့ဩစာကြီးရဲ့ရုရှားလွှတ်တော်အမတ်တဦးကတော့သဘောတူညီမှုရယူမယ်ဆိုရင်ရုရှားသတ်မှတ်ချက်တွေအတိုင်းထည့်ရမှာဖြစ်ပြီးအမေရိကန်သတ်မှတ်ချက်တွေနဲ့သဘောတူညီမှုမယူဘူးလို့ပြောဆိုထားပါတယ် ောင်တရုတ်ပင်လယ်အရေးရမ်းမဆောက်ဖို့ပြည်တယ်ကိုတရုတ်တတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အငင်းပွားနေတဲ့တောင်တရုတ်ပင်လယ်တွင်တရုတ်ရဲ့လုပ်ရက်တွေဟာအန္တရာယ်များပြီးမတိမငြိမ်ဖြစ်စေတယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်လမ်မီကပြောကြားလိုက်ပြီးတဲ့နောက်တင်းမာမှုတွေမြင့်တက်အောင်ရမ်းမဆောက်ဖို့ပေကျင်းကလန်ဒန်အစိုးရကိုမတ်ဆက်တရမှာတတိပေးလိုက်ပါတယ်။ဖိလစ်ပိုင်ကမ်းခြေစောင်းတပ်ပိုင်တင်ဘောတစည်းနဲ့အတူဒဇယ်တပိုင်းရိုက်ထားတဲ့ဗီဒီယိုဖိုင်မှာဝန်ကြီးလမ်မီကတောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့လုပ်ရက်တွေကိုပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပါတယ်။ ဗျူဟာရရေးပါတဲ့တောင်တယုတ်ပင်လေတစ်ခုလုံးနှီးပါးကိုတရုတ်ကသူတို့ပိုင်တယ်လို့ပြောဆိုထားပြီးနိုင်ငံတကာတရားရုံးကတရုတ်ရဲ့ပြောဆိုမှုတရားမဝင်ဘူးလို့ဆုံးဖြတ်ထားပါတယ်။ဝင်ကြီးလက်မီရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့မေးမြန်းရမှာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်ကတရုတ်ရဲ့နယ်နိမိတ်ဆိုင်ရာအချုပ်အခြာအာဏာနဲ့တောင်တယုတ်ပင်လေတွင်ရေပြင်အကျိုးစီးပွားတွေနဲ့အခွင့်အရေးတွေကိုဗြိတိန်ကလေးစားသင့်ပြီးဒေသဆိုင်ရာငင်းပွားမှုပိုဆိုးလာအောင်မလုပ်ဖို့နဲ့တင်းမာမှုတွေပိုဆိုးလာအောင်ရန်စတာတွေမလုပ်ဖို့သတိပေးပြောကြားလိုက်တာပါ။ လက်ရှိတောင်တရုတ်ပင်လယ်ဟာကမ္ဘာမှာဘေးကင်းဆုံးနဲ့လွတ်လပ်ဆုံးရေလမ်းကြောင်းဖြစ်တယ်လို့လည်းပြောခွင့်ရမောနင်ကပြောပါတယ်။တောင်တရုတ်ပင်လယ်ထဲမှာရှိတဲ့ရေပါတဲ့တန်တာကြောင်တန်းတစ်ခုနဲ့ကျွန်းတွေကိုဖိလစ်ပိုင်တင်မောတွေမရောက်ရှိစေရေးတရုတ်ကမ်းခြေဆောင်တပ်ကတားဆီးမှုတွေလှုပ်ဆောင်နေရကြောင်းမကြခဏထိတိုက်တွေ့မှုတွေဖြစ်ပွားနေပါသည်။ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့မတ်လ၁၀ရက်နေ့မှာတွေ့ဆုံခဲ့ပြီးကာကွယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးနဲ့ရေပြင်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုတွေလက်မှတ်ရေးထိုးခဲ့ကြပါသည်။ဖိလစ်ပိုင်ဟာအမေရိကန်၊အော်စတြေးလျ၊ ဂျပန်တို့နဲ့လည်းအလားတူသဘောတူညီမှုတွေလက်မှတ်ရေးထိုးထားပါတယ်။မနက်ဖြန်မတ်လ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ်ဘင်္ဂလားပင်လယ်ော်ချင်းနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ်အသက်သက်မှတိမ်ထူထန်နိုင်ပြီးဘင်္ဂလားပင်လယ်ော်မှာအများအပြားသားရနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေမှာတနင်္သာရီကန်ရိုးတန်းမှာလေဟာအရှိဘက်ကနေတနအိုင်ဆယ်မှန်မှ -10 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။တက်ခိုင်ကန်ရိုးတန်းမြို့ဝကျွန်းပေါ်ဒေသတွေနဲ့မော်တမာကွေတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှာလှိုင်းတင်းတင်းရှိနိုင်ပါတယ်။ မိုးအချိန်တွေမှာစကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာနိုင်ပါတယ်။ရှမ်းပြည်နယ်မှာတိမ်အထင်ထင်ဖြစ်ထွန်းနိုင်ပြီးကြံတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအပြားသားရနိုင်ပါတယ်။နေအပူချိန်တွေမှာမြန်မာတိုင်းနိုင်ငံလုံးမှာပုံမှန်ထက်မြင့်တက်နိုင်ပါတယ်။မြို့ချိန်တွေမှာသကိုင်းတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမနက်ပိုင်းမီထူများကြာဆင်းနိုင်ပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့မြို့သားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။ ောင်လင်းထိုင်းရဲ့ည၈နာရီရက်ထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။